ြစ်မနေစားဖို့စားတယ်ဆိုတာအခုမြင်နေရရွက်ဆောင်တုံးလေးဖြစ်ပါတယ်။အရန်ကောက်ပါလား။အချင်းငယ်ဆက်တွေတုတ်ထားပါဘောနော်။ရန်ကြက်တယ်မချစ်ရင်ခုတ်ပြစ်ပါတယ်ရုံရုံမလို့လည်းမချစ်ရင်ခုတ်ပြစ်ပါတော့ခွာလေးမုတ်ကောင်းမုတ်ကောင်းအချို့မုတ်ဒီဟာကိုဘာလို့မုတ်ကောင်းလို့ခွာမသိဘူးတဲ့အဲဒါကတော့ ဒါလေးကတော့ဝယ်သွားရအောင်မယ်။ဒီမှာဒါဒီလိုလေးခေါင်းလေးကလှုပ်တုပ်လှုပ်တုပ်နဲ့ချစ်စရာလေး။ဆင်းရုပ်ကလေးပေါ့နော်။နိုင်ခေပါလား။ကွေ။အဒီမန္တလေးတိုင်းပသိမ်ကြီးမျိုးနဲ့ရောက်ရှိခဲ့လို့ရှင်ပေါ့နော်။ရွှေဆိုင်ဖျားအောင်တစ်ခါတော့လာပြီးတော့ဖူးမြော်ဖို့လဲချင်တယ်ဖိတ်ခေါ်ပါရစေ။ ောက်ရှိနေတဲ့နေရာကတော့ဒါကဗန္ဒလေးတိုင်းပသိမ်ကြီးမြို့နယ်အာဒီပသိမ်ကြီးမြို့နယ်မှာတည်ရှိတဲ့ရွှေဆိုင်ရံဖျားပွဲကိုသွားနေရဖြစ်ပါတယ်။ရွှေဆိုင်ဖျားပွဲကတပေါင်းလာမှာမှာတနည်းကိုတစ်ကြိမ်ပဲကျင်းပါတာပေါ့နော်။အဲ့ဒီဖျားပွဲကိုဆက်မင်းအခုသွားနေရပါဆက်မင်းတို့ like ခဲ့ပါရှင်။မောင်ရေပသိမ်ကြီးလေးတော့အများကားကျေးဇူးတင်ပါတယ်။ကွယ် င်းလာဆိုရင်ပေါ့နော်အမြဲတမ်းဒီအမတော်ဆုံးမွန်လာတည်ထားခဲ့တဲ့ဖီးယားကိုတစ်နှစ်တစ်ခါလာပြီးတော့ဒါတော့ပုံမှန်ပေါ့နော်ကာရဝါပြူရှစ်ခိုးတယ်အဲကျန်တဲ့ဂျားတဲ့တွေမှာလည်းကိုအခုအလင်းသိင်သိင်တယ်လို့ပေါ့နော်အမြဲတမ်းဒီရွှေဆိုင်ဖီးယားကိုတော့လာပြီးပူးမြော်ပြစ်တယ်ပြီးတော့ဆူတောင်းလည်းပြည့်တယ်အဓိဋ္ဌာန်တွေပါရည်ဒီဖီးယားမှာအဓိဋ္ဌာန်တင်ထားခဲ့ရင်လည်းအဓိဋ္ဌာန်တွေပြည့်တယ်ပေါ့နော်အဲ့တော့ကြတော့ကိုယ့်ရဲ့ယုံကြည်သက်ဝင်မှုနဲ့ကိုပေါ့ဒီဖီးယားကိုတော့အမြဲတမ်းလာလာပြီးတော့ပူးပြစ်ပါတယ်ဟုတ်ကာတော့ထဝရီမြေလက်တောင်းကြချောင်းလို့လည်းခေါ်တယ်ဗောနော်ဒီဒီဟာကို ဒီနေရာမှာအမတော်ဆုံးမလာရဲ့နှထောင်းကျခဲ့တဲ့နေရာပေါ့အဲ့အဲ့လိုမျိုးကနေမှဒီဖျားတည်ပစ်သွားတာပေါ့နော်အဲ့လိုမျိုးတမိုင်းချောင်းလေးလည်းရှိရပေါ့ဒါအချက်မရတော့အပြေးဆုံးပြီးတော့မသိဘူးအကိုတီးတလောက်လေးပြန်ပြောရှင်းရှမ်းမင်းသမီးလေးအမတော်ဆုံးမလာတည်ထားခဲ့တဲ့ရွှေဆိုင်ဖျားပါခဏနေရောက်ကြမယ်နော်တိုက်ခဲ့ပါဒီကနေဆက်ပြီးတော့ဒါပွဲစည်းရမ်းလေးရှောက်ရင်းနဲ့ ဖျားဖူးပါပဲချက်မင်းတူလိုက်ခဲ့ပါနော်အချိုအချိုလေးနော်ငငယ်တော့အဲ့အားကြီးဆိုင်ဒီဟာလဲကြိုက်တယ်ဒါဟိုပါအဲ့မုတ်မုတ်ကြောကုန်းဟာညာသားကြောကုန်းလို့လဲခေါ်တယ်မုတ်ကွာသူလူမုတ်လုံးလဲတခုလောက်နိုင်မြင်တယ် ားသားကြောကုန်နဲ့ဒီကောင်ကအနီပေါ့နော်အခုဒီဘက်မှာအဖြူလည်းရှိရယ်ဒါအဖြူဒါအနီနှစ်ခုလုံးကောင်းတယ်ဆလူမုံလို့လည်းခေါ်ရဲဒီမုံကဆလူမုံလို့လည်းခေါ်ရဲချစ်စရာလေးဒါလေးတွေ ငငယ်တော့ကလေဓာတ်တွေကိုရောင်စုံဆွဲတာလေလေပင်မှာအခု9ရောင်ချီ9ကုန်းဆွဲတာအဲ့လိုမျိုးဖះအခုကြေးလာတော့တော့တကုန်းလောက်ပေါ့ကလေးမဟုတ်တော့ဆိုအများကြီးဆွဲမလာတော့လေတဲ့ဟုတ်တော့လာဆိုအခုမှကြည့်နေပေါ်ဝါလေးရလေအဲ့ဒါလေဟုတ်တယ်ဒီမှာလေဒါဒါဒါဒီရွှေဆိုင်ဖះမှာရှိရဲ့ဒီလိုမျိုးဟိုငါးရုပ်ကလေးတွေလေငငယ်တော့အဲ့အလေးတွေလေဝယ်တယ်စိုက်စုံဝယ်အိမ်မှာအလှချိတ်ထား ဒါဆိုထက်လက်ပတိပုံလေးတွေပေါ့ပေါ့ကွာရေတူဆောင်အောင်လေးကြာဟိုလားထက်လက်ပတိဆိုထန်းရွက်နေပေါ့ထန်းရွက်နေလို့တာဩစိတ်ရှိလက်ရှိတိချာနော်တိတိလေးယူလှလှပပလောက်ဖြစ်တာဟုတ်ဒါလေးနဲ့ချစ်စရာလေးဟုတ်တယ်ငင်းတော့ဒါလေးကိုဘာမှမသိဘူးဒီဖျားရောက်တိုင်းလေးဒါဝယ်ပေးမှတည်ရမလားဒါရမှစိတ်ကျေနေတာအဲ့လိုအရန်ပူစားတာပေါ့နော်ဆက်လက်ပြီးဆွဲချင် မချစ်ရင်ခုတ်ပြစ်มาတယ်ရုံရုံမလို့လည်းမချစ်ရင်ခုတ်ပြစ်มาတော့အဲ့ငငယ်ကဒီမျိုးလေးအရန်ကြိုက်တာသလားအခုကတော့ကိုယ်သက်ရွယ်နေဆိုတော့ဆော့လို့မကောင်းတော့ဘူးပေါ့နော်ပြီးရင်ဒီလိုဒီလိုပလိုင်းလေးလည်းရှိသေးတယ်ချမ်းမေအခုလက်ရှိဆိုင်မာတော့မှဒါမျိုးလေးချိန်ထားသေးတယ်အဲဒါကတော့ဒါလေးကတော့ဝယ်သွားရအောင်မယ်ဒီမှာဒါဒီလိုလေးခေါင်းလေးကလှုပ်တုပ်လှုပ်တုပ်နေချစ်စရာလေးဆင်းရုပ်ကလေးပေါ့နော်အာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ပေါ့နော်ရွှေဆိုင်ဖျားကွဲတော်မှာဖွင့်လှစ်ထားတဲ့ဒီ ထလပရီးတွေရောပြီးတော့ဒီမှာအယုတ်တွေရောအများကြီးပဲပေါ့နော်ဒီမြမလက်မှုပစ္စည်းလေးတွေပေါ့ဒါတကယ်ကို handmade စစ်စစ်တွေပေါ့နော်အဲတောင်းလေးတွေလည်းရှိရဲ့ဂျင်းချင်းလေးတွေတို့ဘာလို့ပေါ့အစုံရှိရဲ့ဒီဘက်မှာတကောက်ဖြာလေးတွေလည်းရှိတယ်အဲတော့ကြတော့ဒီဆိုင်လေးကိုလည်းလာပြီးတော့အပီးလို့ရပါတယ်ပြီးတော့ဒီမှာအများကြီးပဲပွဲဒီပွဲစည်းတန်းထဲမှာပေါ့နော်ဗမာမုန်းနေလည်းအစုံရှိရဲ့ပြီးတော့ချမ်းမြေဒီမှာမဖြစ်မနေဒီရောက်တိုင်းစားရမယ့်အရာတစ်ခုရှိသေးတယ်အဲ့ဒါခဏနေကြရင်ပြပါလဲဆိုတာနော် ခုချမ်းမေဒါလာရောက်ပူးမြော်တဲ့ဖရာတော့ဗောနော်ရွှေဆိုင်ဖရာဖြစ်တယ်ဒီဖရာကအာပကံပြည့်ရှင်မင်းပေါ့အနောက်ထာမင်းရဲ့မိဖရာတစ်ပါးဖြစ်တယ် အာရှမ်းမင်းသမီးလေးပေါ့နော်အရန်ကိုချောမောလာပါရဲ့ရှမ်းမင်းသမီးလေးအမကတော့ဆောင်းမွန်လာကနေတီထားကိုဝင်ခဲ့တဲ့ဖီးယားဖြစ်ပါတယ်။ဖွားတို့ဖိုးတို့ရှိစဉ်ကလေးကဒီဖီးယားကိုချမေတို့ကအမြဲတမ်းနှစ်စဉ်နှစ်တိုင်းဒီလိုမျိုးတပေါင်းလားဆိုရင်ဖီးယားပွဲတော်ရှိတယ်ပေါ့နော်။အဲ့ဒီဖီးယားပွဲတော်ချိန်မှာအမြဲတမ်းမိသားစုတွေဆုံဆုံညီညီလာရောက်ပြီးတော့ဖူးမြော်လေးရှိတယ်နော်။အဲ့ဒီရိုးရတလျာအခုချိန်ကြီးချမေတို့အစဉ်အဆက်ပေါ့။အာမပြတ်မကွက်နှစ်စဉ်နှစ်တိုင်းလာပြီးတော့ဒီမှာလာဖူးမြော်ပြစ်တယ်။ဂျားထဲမှာလည်းအခါအသင်းရင်တင်းတယ်လို့ပေါ့နော်။ဒီမှာလာပြီးတော့အာဆူတောင်းနေပြူတယ်ပြီးတော့အတိတ်ထန်နေတင်တယ်။တကယ်လည်း ဆူတောင်းပြည့်တယ်အဓိဋ္ဌံပြည့်တယ်ပေါ့နော်အယုံကြည်တဲ့သူတွေလည်းဒီမှာအများကြီးပဲပြီးတော့ကိုအဓိဋ္ဌံအောင်သွားလို့ရှင်လည်းငါပြောသည်အုံးသည်ပေါ့နော်ကရော်ပွဲတွေနဲ့ဒီမှာလာပြီးတော့ဆက်ဆက်ကပ်ပြီးတော့လှူဒန်းထားတဲ့ပွဲတွေအများကြီးရှိတယ်ပေါ့နော်အဲကြတော့ပရိသတ်တွေလည်းဒီမန္တလေးတိုင်းပသိမ်ကြီးမျိုးနဲ့ရောက်ရှိခဲ့လို့ရှင်ပေါ့နော်ရွှေဆိုင်ဖျားအောင်တစ်ခါတော့လာပြီးတော့ဖူးမြော်ဖို့လည်းချမ်းမြေဖိတ်ခေါ်ပါတယ်ပါလေမုတ်ကောင်းမုတ်ကောင်းအချို့မုတ်အချို့မုတ်တော့ဒါတော့ ော့ဘာလို့မဟုတ်ကောင်းလို့ခွာမသိဘူးတဲ့ကောင်းလေးနဲ့သူလို့ရာသီနေပြီပါမာယူပါအဲ့ကျင်လိုလေးကောင်းအောင်အိတ်လို့ရရင်မရကြရင်ပြေစိတ်တွေလာမလို့ကျေးဇူးတော်မမဆားရောကောင်းတယ်ချိုးရချိုးရနိုင်မင်းနဲ့တော်တော်ပိုင်ပြင်းနေဒါကဂုံညင်းတို့လို့ခေါ်ရပါတော့ချမ်းမြို့ငယ်တော့ဘာအတွက်သုံးတာလဲတော့တေချာမသိဘူးအိမ်မှာတော့ဒါမျိုးလေးတွေအများကြီးတွေ့ဝယ်ဖေဖေဝယ်ဝယ်ထားတာဒါလေးတွေ ဒါကလောက်တည်ရွက်တဲ့အဲသူကကြာကင်ဆာယောဂသမားကြီးပဲပျောက်တယ်လို့ပြောတယ်ပေါ့နော်ဒါကတော့တိုင်းရင်းဆေးပေါ့ခိုးဘက်ကလည်းဆေးအိုးဘုတ်ကလည်းအဲ့လိုကင်ဆာကြီးပဲပျောက်တယ်တဲ့ဒီလိုဆေးမြေစုံနေကြတော့လေချမ်းမေတို့ပုံမှန်ဆိုလို့ရှိရင်ရှားခက်တယ်ပေါ့နော်ဒါမျိုးအဲဖျားပွဲစည်းတို့ဘာတို့မှပဲစုံစုံလင်းလင်းတနည်းအားမှတွေ့ရတာပေါ့ဒီမှာဆိုမြင်နေကြမဟုတ်တဲ့အဲတိ့ဥတ္တဖူတွေအများကြီးပဲပေါ့နော်ဆေးမြေတွေပေါ့ ာမုံမျိုးပေါက်ပေါက်ကေချူလာအုံယူကထိုးဆိုရဲငငယ်ရောချမ်းမေတို့တင်ခဲ့ဝယ်ကြပါလေးလို့ပေါ့နော်အဲအခုဒီမှာချမ်းမေကေကေကဆိုင်လေးကိုရောက်ပြီဆိုတော့ကေကေလေးလည်းမြည်ကြည့်မယ်ပြီးတော့ကေကေအကြောင်းလေးနည်းနည်းဆက်ဆွကြည့်မယ်ပေါ့နော်ပါပါမမင်္ဂလာပါဒီကေကေနဲ့ဒီအလုံးလေးနဲ့ကြဘာကွာလဲမမဒီအလုံးကကြတော့ပွပွလေးပေါ့နော်စားလိုက်လို့ရှိရင်သူကပွပွလေးဒါကတော့အီအီလေးနဲ့မုံကိတ်မုံလေးလိုပဲသူကစားရတာကောင်းတယ်ဒီကတော့ချမ်းမေမစားဘူးသူကအုံယူနေလားအုံကေကေလေးအုံကေကေကဟော

ဒါတော့အကြိုက်ဆုံးနေမှာပါတယ်ပေါ့နော်သူကဘယ်လိုပြောမလဲဆေးဘက်ဝင်အရွက်တွေရောအခုချမ်းမြေလိုမြင်းနေစားနေကြအရွက်တွေရောမြင်းနေကြမဟုတ်တဲ့စားနေကြမဟုတ်တဲ့အရွက်တွေရောအစုံပေါ့အဲ့လိုမျိုးအစုံတုပ်လေးပါအရင်ကမှအချင်းငန်ဆက်တွေတုပ်ထားပါပေါ့နော်ကြောက်ကွင်းပါမယ်တမောသီးပါမယ်အဲတူဘူးလို့ပြောမြင်းခွာရွက်ဒါညောင်းညောင်းချင်းဘူးဒါဟိနုနွယ်အစုံလဲပါနော် ပေါက်ပန်းယူပေါက်ပန်းနေပြီးတော့ဒီဟာကညီမလေးထားပါတယ်။ထနောင်းရွက်တယ်ပုံမှန်ဆိုဒါရီကချမ်းမီတို့တိတ်ပြီးတော့စားလေးစားထားမှရှိပါတော့။ဒါမျိုးအရွက်စုံတုတ်ထဲမှာကြမ်းမှာပဲအကုန်လုံးစုံပြီးတော့စားပြစ်တဲ့ဟာပေါ့။ကျမ်းမာရွက်လည်းကောင်းတယ်။ဆေးဘက်ဝင်တဲ့အရွက်တွေအများကြီးပါတယ်ပေါ့နော်။စားကြပါအောင်ရှင်။ဟုတ်လားဟုတ်လားတမတီဒီမောင်ရဲ့ချီရပရီလေးအရန်ကြိုက်တယ် ဆိုရင်တော့ချမ်းမေကဒီရွှေဆိုင်ဖျားပွဲတော်မှာဖျားလဲဖူးပြီးသွားပြီပြီးတော့မုတ်နေလဲအများကြီးပက်လဲစားပြီးသွားပြီအာဝယ်လဲဝယ်ခဲ့ပြီးသွားပြီပေါ့နော် ပြီးတော့ဒီလိုမျိုးထလက်ပတိလေးတွေအဲအင်ဂျင်လက်ဆောင်ပေါ့တငယ်ချင်းတွေကိုပေးဖို့လက်ဆောင်တွေလဲဝယ်ပြီးသွားပြီဆိုတော့ချမ်းမေလိုမျိုးပဲအိတ်သက်ကြီးအလုံးလဲအခုလိုမျိုးချမ်းမေဒီလိုမျိုးပျော်ရသလိုမျိုးပေါ့နော်ပျော်စေခြင်းနဲ့အဲ့တော့ကျတော့ရွှေဆိုင်ဖျားပွဲကိုလာရောက်ဖို့အတွက်အားလုံးဖိတ်ခေါ်ပါရရှင်အားလုံးတက်ပါ